မိုင်ရှင်များအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အထီးကိနှလုံးကြီး၃မျိုးကိုပြန်လည်ပြတော့မှာဖြစ်ပါတယ်ဗောနော်ဒီဟာလေးကတော့ကျွန်တော်နံပါတ်73ကနေစတယ်ဗောနော်ဒါပြီးခဲ့တဲ့တစ်ပတ်ကဟာဖြစ်ပါတယ်နံပါတ်1မှာဆိုရင် နေတိအထီးကိဗောနော်နံပါတ်2မှာတော့9ခွန်အထီးကိဖြစ်ပါတယ်အဲ့မှာတော့မတူဘူးဗောနော်ဆိုတော့အဲ့ဒီဘက်ကနေရဒီဘက်က9ရနေနေခွန်ဆိုပြီးဖြစ်ပါတယ် ဒီမှာတော့ကျွန်တော်တို့9ရှင်းရယ်13ရယ်ခဏလေးမတူဘူးပေါ့နော်မတူတဲ့အတွက်ဒီဘက်က6ရယ်ဒီဘက်က3ရယ်ဒီ83388ဆိုပြီးဖြစ်ပါတယ်နံပါတ်15မှာတော့9 9တူတယ်ပေါ့နော်ဆိုတော့အဲ့ဒီ9ကဒီ339ဆိုပြီးတော့အပိတ်နေရာမှာဖြစ်ပါတယ်ဒီမှာလည်းကျွန်တော်နေ့တလုံးတူတယ်ပေါ့နော်35နေ့ဆိုပြီးဖြစ်ပါတယ်ဒီဘက်ကတော့နေ့9 3ပေါ့နော်ဒီဘက်ကနေ့ဒီ35နေ့ဖြစ်ပါတယ် ဒီဘက်က3ဒီဘက်ကလေး3ပါနော်3 3တူတယ်3ခုနေဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာတော့6ဒီဘက်က4ရ6ရ6တလုံးတူတယ်ပါနော်အဲ့ဒီ6ဒီနေ့6ဆိုပြီးဖြစ်ပါတယ်ဒီမှာလည်း4ပါတယ်ပါနော်4335ဖြစ်ပါတယ်အဲ့မှာလည်းကျွန်တော်3တလုံးတူတယ်ပါနော်3ဒီ3နေ့4ဖြစ်ပါတယ်ဒီဘက်က4ပါနော် နေ့တိ6ရက်ကနေမတူဘူးဗောနမတူတဲ့အတွက်ဒီနေ့နဲ့ဒီရှင်းနဲ့ဒီရှင်းငါးနေ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီငါးလေး6ရက်ကနေမတူတဲ့အတွက်ကြောင့်မို့ဒီဘက်က9ရက်ဒီဘက်က6ရက်8ရက်ဒီ665ဆိုပြီးဖြစ်ပါတယ်လေး3တိ3 3ဒလုံးတူတယ်ဗောနတုံးဒီလုံးပိုင်အနေနဲ့3 5 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9 6 6ရှစ်မှာ6ဒလုံးတူတယ်ဗောနအဲ့ဒီ6ဒီ6လေး6ဆိုပြီးဖြစ်ပါတယ် ရှစ်ခွန်ရှစ်တုံညာရှစ်တလုံးတူတာအဲ့ဒီရှစ်ဒီလုံးပဲအနေနဲ့ကိုခွန်ရှစ်ဖြစ်ပါတယ်ဒီမှာခွန်လေးပါတယ်ပေါ့နော်ဒီခွန်6 4 6မှာဆိုရင်6လုံးပဲအနေနဲ့6ဒီ6 9 6ဆိုပြီးဖြစ်ပါတယ်ရှစ်ခွန်ရှစ်တုံညာအဲ့မှာရှစ်တလုံးတူတယ်ပေါ့နော်ရှစ်9 8ဆိုပြီးတော့ရှစ်ဒီလုံးပဲအနေနဲ့ထိဆီနဲ့အပိတ်နေရပေါ့နော်ဒီ၄3 3 9မှာကျွန်တော်ပြခဲ့တဲ့ဘက်မှာ3တလုံးခံမှန်းတယ်ဆိုပြီးပဲပေါ့နော်ဒီ တင်းလေးငါဆိုတဲ့အတွက်ကြောင့်မို့တင်းလေးငါဘောနော်တင်းလေးငါဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာဆိုရင်သုံးလုံးပိုင်းမဟုတ်ဘဲနဲ့ဒီဘက်က၄ရက်ဒီဘက်က၅ရက်ဒီကျွန်တော်တို့တင်းလေးငါဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီလေးကအလဲထိုင်ပါတော့ဒီငါကတော့အပိတ်တင်းလေးငါဆိုပြီးဖြစ်ပါတယ်တဲ့လေးငါဘောနော် ဒီဘက်က၄ရက်ဒီဘက်က၅ရက်တင်တင်ကဖြစ်ပါတယ်အချိန်ဤအဖြစ်20နဲ့9ချိန်ရှင်းသွားခဲ့ပြီဖြစ်ပါတယ်နံပါတ်28ဒီ20နဲ့9ချိန်အတွက်ကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာโอเคအရင်ဆုံးအနေနဲ့ကျွန်တော်ဤနံပါတ်3ကိုစာပြီးလေ့လာကြည့်မယ်ပါနော်ခေတ္တကတော့ကျွန်တော်ဤနံပါတ်3ဖြစ်ပါတယ် ဒီ9နှစ်ကြိမ်ပေါင်းရှင်းသစဉ်ဖြစ်ပါတယ်6 3ကြိမ်18 8နှစ်9ပေါင်းတာကဆက်ခွန်ဖြစ်ပါတယ်ဒီ9နှစ်ကြိမ်က18ပေါ့နော်8နှစ်6ပေါင်းရှင်း20နဲ့4 4ပဲရပါဖြစ်ပါတယ်9နှစ်ကြိမ်30 8နှစ်ကြိမ်16 6နှစ်9ပေါင်းရှင်းက20နဲ့5ပေါ့နော်9နှစ်ကြိမ်ပေါင်းတာ14 6 3ကြိမ်ပေါင်းတာ18ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီ ခွန်နဲ့၄ပေါင်းရှင်းဒီဆက်တက်ဖြစ်ပါတယ်ငါးနဲ့ဒီ၄နဲ့ပေါင်းရှင်းဟာ၉ဘနောဒါဆိုရင်၁နဲ့၉ပေါင်းရှင်းတစ်စိဒီမှာ၈တလုံးကြံနေအတွက်ကြောင့်မို့ရှစ်ကိုတည်ရတာပေါ့နော်ရှစ်ကိုတည်ရတာခွန်ရှစ်ခွန်ပါဆိုရင်ရှစ်ကိုရှစ်ဆိုပြီးဖြစ်ပါတယ်ဒီရှစ်ကရှစ်ထိပ်စီအပိတ်ပေါ့နော်ရှစ်ခွန်ပါရှစ်ကိုရှစ်ဒီဟာဖြစ်ပါတယ်ရှစ်ခွန်ပါရှစ်ကိုရှစ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ထပ်ပြီးတော့ဒီ၄၃ဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် ဒီ9မနက်ချိန်ဆိုရအတွက်ဒီ၄မနက်ချိန်ဒီ9မနက်ချိန်၈ကို3နဲ့မြောက်မယ်၈မနက်ချိန်ဒီ၄မနက်ချိန်3မနက်ချိန်10မနက်ချိန်အပိတ်10မနက်ချိန်ပေါ့နော်ပြီးရင်အနေမှာဆိုရအတွက်ဒီ9မနက်ချိန်တို့3ချိန်ဖြစ်ပါတယ်ခင်ဗျာ၄နှစ်ချိန်ပေါင်းရှင်းက၈ရရတယ်ပေါ့နော်9ကတစ်ချိန်၈3ချိန်24ပေါ့နော်ဒီ၄နှစ်ချိန်ဟာ၈ ဆိုတော့ကျွန်တော်ဒီ၄နှစ်ကြိမ်ပေါင်းတာရှင်းဒီ၉ရက်ကြိမ်၈၃ကြိမ်ပေါင်း၂၀လေးပေါ့နော်၄နှစ်ကြိမ်ဟာရှင်းဒီရှင်းနဲ့ရှင်းပေါင်းတာက၁၆ဆိုပြီးဖြစ်ပါတယ်ဒီ၃နှစ်ကြိမ်ပေါင်းရှင်းလဲ၆ဒီ၃ကြိမ်က၃ပေါ့နော်၉နှစ်ကြိမ်က၁၈ဖြစ်ပါတယ်၄နှစ်၆ပေါင်းရှင်း၃၀ဖြစ်ပါတယ်ခင်ဗျာ၉နှစ်သုံးပေါင်းတာစနစ်ရှင်းနဲ့ပေါင်းရင်20ဒီရှင်းနဲ့6ပေါင်းရှင်း14ရာတွေအတွက် ကျွန်တော်၄၃ကီးဖြစ်မယ်ပေါ့နော်၄၃ကီးမှာတင်းတင်းငါးဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာဒီ၄ကအလေဖြစ်ပါတယ်ခင်ဗျာ၄၃ကီးမှာတင်းတင်းငါးတီဟာပေါ့နော်အဆင့်ဒီတစ်ပတ်မှာကျွန်တော်ကျွန်တော်ဒီနေ့အတိုင်းပဲပေါ့နော်ဒီ၄ဟိုနှစ်ချိန်ပေါင်းထားတဲ့အတွက်ဒီ၅ဟိုနှစ်ချိန်ပေါင်းမယ်ပေါ့နော်အလေမှာတစ်ချိန်ဒီ၅ဟိုတုံးနေမြောင်းမယ်ရှိမှဆိုရတဲ့ဒီတုံးမှာပေါ့နော်လှေးမှဆိုရတဲ့ဒီ6မှာနှစ်ချိန်နှစ်မှာနှစ်ချိန်ဒီတုံးမှာနှစ်ချိန်အပိတ်9မှာနှစ်ချိန် အလဲမှာနဲ့ကြိုင်ဒီအနောက်ကိုဟိုတုံးနေမြောင်းမယ်ဗောနော်ငားနဲ့ကြိုင်တပေါင်းရှင်း30ဖြစ်ပါတယ်ငား3ကြိုင်55ဗောနော်ငားနဲ့ဒီလေးနဲ့ပေါင်းရှင်းဒီ9ဖြစ်ပါတယ်ရှောင်းနဲ့ကြိုင်7နှစ်နင်းနဲ့ဒီ3နဲ့ပေါင်းတာကငားနှင်းနဲ့ကြိုင်ပေါင်းတာ၄3နဲ့ကြိုင်6 9နဲ့ပေါင်းတာ55ဗောနော်၃နှစ်ကြိမ်ပေါင်းရှင်း၆၉၃ကြိမ်နောက်၂၀နှစ်ခွန်ဖြစ်ပါတယ် ငါးနဲ့ငါးပေါင်း30လေးနဲ့6ပေါင်း30ခုနဲ့9နဲ့ခုပေါင်း86ဆိုတဲ့အတွက်ဒီတစ်ပတ်မှာကျွန်တော်65ကီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲ့ဆိုရင်6ခုမှာ69843မှာတင်းလေးက65ကီးဆိုပြီးဖြစ်မယ်ပေါ့နော်အဲ့ဆိုရင်ဒီတစ်ပတ်မှာ65ဆိုပြီးဖြစ်ပါတယ်ဖြည့်ဆက်ပြီးတော့ကျွန်တော်နီးနံပါတ်1ကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ ဒါကတော့ကျွန်တော်ညနံပါတ်2ဖြစ်ပါတယ်။ညနံပါတ်2မှာတော့ဒီ9နဲ့9ပေါင်းတာက14ဖြစ်ပါတယ်။6နဲ့9ပေါင်းတာ15ပေါ့နော်။10နဲ့9ပေါင်း30 9 30 17 9နဲ့ချိန်30 17ဖြစ်ပါတယ်။9 4 30နဲ့6 4 4 16 6နဲ့ချိန်12ပြီးရင်ကျွန်တော်အနောက်မှာရှိတဲ့4နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ လေးနဲ့၅ပေါင်ကိုတင်းနဲ့ပေါင်ရင်10ဖြစ်ပါတယ်ဒီ6နဲ့ဒီ၄နဲ့ပေါင်ရင်10 6ရဲ့နှစ်ရဲ့ပေါင်းရှင်းဒီ10ဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်10ကိုနှစ်နဲ့ပေါင်တာ10 shit တောင်ညာမှာ69ဖြစ်ပါတယ် shit တောင်ညာမှာ69ဒီဟာပေါ့နော်တိတ်35ဆိုတာလေးကိုဆက်ပြီးလေ့လာကြအောင်5 9 6 9ဆိုတဲ့အတွက်4 5 8 9ပေါ့နော် ဒီဒီမှာတစ်ချိန်သူ့တစ်ချိန်နှစ်ချိန်တစ်ချိန်ဆိုရအတွက်ဒီမှာတစ်ချိန်ဒီမှာတစ်ချိန်ပေါ့နော်သူ့ကိုလေးနေမြောက်မယ်ဒီကိုလည်းလေးနေမြောက်မယ်ဒီတုံမြောက်မှာတစ်ချိန်အပေါင်းလေးဆိုပြီးဖြစ်ပါတယ်လေးနဲ့၅ပေါင်းတာက6ဖြစ်ပါတယ်၈နဲ့6ပေါင်းတာ79 9နဲ့4ပေါင်းတာ73သုံးနှစ်ကြိမ်6 6နဲ့8ပေါင်းရှင်းဒီ74ဒီ၄ကြိမ်၄6 4ဒီ20နဲ့ နောက်နောက်ဆုံးမှာ၄ပေါ့နော်ဒါဆိုရင်ဒီ9နဲ့ခွန်ပေါင်းရှင်းဒီ16ပေါ့နော်9နဲ့ခွန်ပေါင်း16 6နဲ့၄ပေါင်းရှင်း30ဖြစ်ပါတယ်1 2 3 4 3 3 3ချိန်ဆက်နေနေနဲ့တိပေါင်း3ဆိုတဲ့အတွက်3ကိုကျွန်တော်နေနဲ့ပေါင်းတာ5 3 5မှာဆိုရင်တလေ5ဆိုပြီးတော့ဒီ5ကအပိတ်ဖြစ်ပါတယ်3 5မှာတလေ5 တည်ရပါတော့။အဲဆိုရင်ဒီတစ်ပတ်မှာကျတော့ကျွန်တော်ဒီနေ့တိုင်းပဲဒီ၄၅၈၉ဆွေအတွက်၅၈၄ဖြစ်ပါတယ်ပေါ့နော်။ဒီထိနေဒီပိမာပါဘူးပေါ့နော်။9လေးဆွေအတွက်9 6ဖြစ်ပါတယ်။နှစ်ချိန်တစ်ချိန်ပါနော်ဒါကြောင့်မို့နှစ်ချိန်တစ်ချိန်လေးချိန်တူလေးလေးချိန်နှစ်ချိန်အပေါင်းလေးဆိုပြီးဖြစ်ပါတယ် ငါးနဲ့ရှစ်ပေါင်းတာက73ဖြစ်ပါတယ်။တင်းနဲ့ဒီလေးပေါင်းတာကငါခွန်နဲ့ရှားပေါင်းတာက73နှစ်3ချိန်ပေါင်းတာက6ကိုးလေးဒီ30နဲ့6လေးနဲ့ဒီက8ကိုးနဲ့ချိန်78ကိုလေးနဲ့ထပ်ပေါင်းမှဖြစ်ပါတယ်ခင်ဗျာ။ ငါးနဲ့သုံးပေါင်းတာရှိပါတော့ရှင်းနဲ့ဒီ6နဲ့ပေါင်းတာ14လေးနဲ့6ပေါင်းရှင်းက30ဖြစ်ပါတယ်ဒီရှင်းနဲ့ကျန်16 6နဲ့4ပေါင်း30ဒီမှာ3တလုံးကျန်တယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီ3ကိုကျွန်တော်နင်းနဲ့ပေါင်းတော့ငါ35ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲ့ဆိုရင်ကျွန်တော်ဒီမှာ3ရ5ရဆိုပြီးဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာ အဲပြီးခဲ့တဲ့ဘက်လည်းပဲ၃လုံးတူတယ်ဆိုပေမဲ့ကျွန်တော်အဲဒီမှာ၄၅သွဲပြီးသွားခဲ့တယ်ပေါ့နော်ဒီတစ်ပတ်မှာတော့၅လုံးတူတယ်၅သလုံးတူတယ်ဆိုပေမဲ့၆၃သွဲမလားပေါ့နော်၅လုံးပိန်တော့မဟုတ်၆၃အသွဲဆိုပြီးဖြစ်ပါတယ်โอเคဒါကတော့တင်ချာတဲ့ညွှန်ချက်အရာပေါ့နော်အဲဒီဆွေများလေ့လာလို့ရအောင်ပြန်လေးပြောပြီးရှင်းတာဖြစ်ပါတယ်လေ့လာလို့ရအောင်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့ဒီအောင်ရှင်စီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ